အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ28ရက်နေ့မနက်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထည့်ဖို့ရန်ပြက်ကွက်နေမှုကြောင့်မြန်မာစစ်ကောင်စောင်းများကိုအာဆီယံထိပ်သီးနှင့်ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရွေးကောက်ပွဲမကျင်းပမီအကြံဖတ်များရက်တက်ရက်နှင့်အလုံးပါဝင်သောတွဲဆုံညှိနှိုင်းရေးလှုပ်ဆောင်ရမည်ဟုအာဆီယံကအတည်ပြုပါတယ်။ မြန်မာအကြံဖတ်စစ်တပ်အနေဖြင့်အာဆီယံပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ရန်ပြက်ကွက်နေသည့်အတွက်မြန်မာစစ်ကောင်စောင်းများကိုအာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးကဆုံးဖြတ်ချက်ထုတ်ပြန်လိုက်ပါတယ်။မလေးရှားနိုင်ငံကွာလာလံပူမြို့တွင်အော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးအပြီးအချက်28ချက်ပါမြန်မာအရေးဆွေးနွေးချက်ကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးရှင်းကြေညာချက်တွင်အဓိကချက်များအနေဖြင့်မြန်မာစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ရပ်ကို အတိပယ်ရှိသောအကောင့်ထည့်ဖို့တိုးတက်မှုများမလုပ်ဆောင်သေးလျင်အာဆီယံထိပ်သီးအစည်းအဝေးနှင့်နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများတွင်မြန်မာစစ်ကောင်ဆောင်များတရားခွင့်ပြုမည်မဟုတ်ပေနိုင်ငံရေးအရကိုစားမပြုသူကိုသာတက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရပါသည်ထို့ပြင်အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစီအဝေး၏ကြေညာချက်တွင်ရွေးကောက်ပွဲများမကျင်းပမီနိုင်ငံရေးအကျပ်တဲကိုဖြည့်ရှင်းရန်ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ပြီးအကြံဖတ်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာချပါသည် မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများကိုလျှော့ချရနှင့်အယက်သားများနှင့်အယက်ဖက်အခြေခံအဆောက်အအုံများကိုပစ်မှတ်ထားတိုက်ခိုက်မှုများကိုရက်တရံယုံကြည်မှုတည်ဆောက်ရေးကြိုးပမ်းမှုများကိုမြှင့်တင်ရန်တိုက်တွန်းပါသည်ရွှေကောက်ပွဲများမတိုင်မီအကြမ်းဖက်မှုများရပ်တန့်ခြင်းနှင့်အားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရမည်ဟုအလေးပေးပြောကြားလိုပါသည်ဟုအာဆီယံနိုင်ငံသား၏ဝန်ကြီးများ၏ကြေညာချက်တွင်ဖော်ပြထားပါသည်မြန်မာစစ်တပ်ကလာမယ့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေမှုနှင့် လေလာဆောင်ကြည့်ရေးအဖွဲ့များကိုဖိတ်ကော်မှုနှင့်ပတ်သက်ပြီးရွေးကောက်ပွဲသည်လွတ်လပ်မြတ်ငြိမ်းချမ်းပွင့်လင်းမြင်သာပြီးအားလုံးပါဝင်သည့်ယုံကြည်စိတ်ချရသောရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ကြောင်းအာဆီယံကထုတ်ပြန်ကြေညာပါသည်မြမအခြေအနေကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာသောလူကုန်ကူးမှုမှုရစေဝါမှောက်ကိုရောင်းဝယ်မှုနေရဆုံခွာမှုစိုက်ဘာချိန်ချမှုများနှင့် online လိမ်လည်မှုများအပါအဝင်ပြည်ပခမှပေါ်ပေါက်လာသောနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကိုဂိုင်တွဲဖြစ်ရှင်ရေးအားလုံးပူးပေါင်းဆောင်ရွက်ရန်သဘောတူညီခဲ့ကြောင်းသိရပါသည် အာဆီယံကမြန်မာနိုင်ငံပြည်သူများငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ဒီမိုကရေစီရရှိရေးအတွက်အကူအညီရန်ကုလသမဂ္ဂနိုင်ငံတကာတို့နှင့်အတူလက်တွဲဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ပြီးအနာဂတ်အစည်းအဝေးများတွင်တိုးတက်မှုများကိုပြန်လည်တုံ့သက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးကျန်းဖို့ပါတီကရွေးကောက်ပွဲပင်မကျင်းပရသည့်ပင်လွှတ်တော်အမတ်28နေရာမပြိုင်ဘဲအနိုင်ရရှိအနိုင်ရကျန်းဖို့ပါတီဤလွှတ်တော်အမတ်များလုံခြုံရေးအထူးခရီးစိုက်ရန်ညွှန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ အကြံဖတ်စစ်တပ်လက်အောက်ခံကျန့်ဖို့ပါတီကရွေးကောက်ပွဲပင်မကျင်းပရသေးတော့လေလွှတ်တော်အမှတ်28နေရာကိုမပြိုင်ဖဲအနိုင်ရရှိသွားပြီဖြစ်ကြောင်းကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်လာမယ့်ရွေးကောက်ပွဲတွင်ကျန့်ဖို့ပါတီကအမှတ်လောင်းအရေးအတွက်1038ဦးရှောက်လွှာတင်သွင်းပြီးအများဆုံးရှင်ပြိုင်ဖြစ်ရာမဲဆန္ဒနဲ့28ခုတွင်ကျန့်ဖို့ပါတီနှင့်ရှင်ပြိုင်မည်အမှတ်လောင်းမရှိသေးတဲ့အတွက်အလိုအလျောက်ကျန့်ဖို့ပါတီမှကိုယ်စားလှယ်လောင်းများကအနိုင်ရရှိသွားခြင်းဖြစ်ကြောင်းသိရပါရယ် ရှင်ပြိုင်မဲ့သူမရှိပဲပြည်ခိုင်ဖြိုးကအနိုင်ရရှိတာစုစုပေါင်း28နေရာရှိပါတယ်။ပြည်သူ့လွတ်တော်73နေရာ၊တိုင်းဒေသကြီးလွတ်တော်73နေရာနဲ့တိုင်းဒေသရေးရပွင့်ကြီး2နေရာတို့ကိုအနိုင်ရရှိထားပါတယ်။အဲ့ဒီမဲဆန္ဒနယ်တွေမှာပြည်ခိုင်ဖြိုးကကိုယ်စားလှယ်တွေပဲအမှတ်လောင်းအဖြစ်စည်ရင်တင်သွင်းထားလို့အလိုအလျောက်အနိုင်ရရှိတာပါ။အနိုင်ရထားတဲ့အမှတ်တွေအလုံးမိမိလုံးကြုံရေးသတိထားဖို့နဲ့နေမည်စိတ်မချရရင်နေပြည်တော်ကိုလာရောက်နေထိုင်ဖို့အတိအပေးထားတာလည်းရှိတယ်ဟုကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကရှင်းပြပါရတယ်။ ချမ်ဖို့ပါတီကအလိုလျောက်ပြိုင်ဘက်မရှိဘဲအနိုင်ရရှိသွားသောမဲဆန္ဒနေများတွင်ရွှေကူမြို့နယ်မန်စီမြို့နယ်နောင်မုံမြို့နယ်မင်းကင်းမြို့နယ်ကောလင်းမြို့နယ်တမူးမြို့နယ်ဘူးတလင်မြို့နယ်မော်လိုက်မြို့နယ်ကဏီမြို့နယ်ဝင်းတုံမြို့နယ်စားလင်းကြီးမြို့နယ်ရေဦးမြို့နယ်ရေဖြူမြို့နယ်လောင်းလုံးမြို့နယ်တရက်ချောင်းမြို့နယ်ဖဲခုံမြို့နယ်နှင့်မမန်းမြို့နယ်ဦးနေမြို့နယ်နှင့်ကြောင်မဲမြို့နယ်တို့ပါဝင်ကြောင်းသိရပါသည် စစ်တပ်၏ရွေးကောက်ပွဲဥပဒေအခန်းကိုပုံမှန်၄၁ကကြီအရာမင်းဆန္ဒနယ်တစ်ခုတွင်ကိုစလေလောင်းတအူးတဲသာရှိလျင်ရွေးကောက်ပွဲကျင်းပစီရာမလို့ပဲအဆိုပါကိုစလေလောင်းကိုပင်အနိုင်ရကိုစလေအဖြစ်ကြီးညာမည်ဖြစ်ကြောင်းသိရပါသည်စစ်တပ်ကဒီဇင်ဘာလ၂၈ရက်နေ့ပြုလုပ်မဲ့ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ၅၀ကျော်မှကိုစလေလောင်း၅၀၀ကျော်ပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ပြီးချမ်းဖော့ပါတီကအများဆုံးဖြစ်ကြောင်းသိရပါသည်ချမ်းဖော့ပါတီကပြည်သူ့လွတ်တော်တွင်အမှတ်လောင်း၂၆၅ဦး အမျိုးသားလွှတ်တော်တွင်အမှတ်လောင်156ဦးတိုင်းပြည်နယ်လွှတ်တော်တွင်အမှတ်လောင်969ဦးတိုင်းသားလူမျိုးစုလွှတ်တော်တွင်28ဦးစုစုပေါင်းအမှတ်လောင်1018ဦးပါဝင်မည်ဖြစ်ကြောင်းသိရပါသည်စစ်တပ်အတူရောက်ရွေးကောက်ပွဲတွင်နိုင်ငံတော်ဝန်ရှင်ပြိုင်မိပါတီ6ပါတီနှင့်တိုင်းဒေသကြီးပြည်နယ်တစ်ခုအတွင်စီယုံမြင့်နိုင်ငံရေးပါတီ52ခုနှင့်တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ကြောင်းသိရပါသည်စစ်တပ်အတူရောက်ရွေးကောက်ပွဲတွင်တိုင်းသားစီလုံးညွညွရေးပါတီတာဆညာကကိုယ်စားလှယ်လောင်း694ဦး တတ်တခိုင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုစလေလောင်682ဦး၊ရှမ်းနှစ်တိုင်းသားများဒီမိုကရက်တစ်ပါတီကြားပြူပါတီကကိုစလေလောင်984ဦး၊ကိုကိုကြီးဤပြည်သူ့ပါတီကကိုစလေလောင်932ဦး၊တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုစလေလောင်428ဦး၊တိုင်းပြည်နယ်များတွင်ရှင်ပြိုင်မြင့်ဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီကကိုစလေလောင်960ဦးနှင့်တတိပုဂ္ဂလကိုစလေလောင်95ဦးပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည်။ ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်